တရားမဲ့လုံရက်နဲ့ကွင်းနဲ့ဒါရဲ့ခေါင်းပြက်ဘောရောင်းလုံးဝမင်္ဂလာပါကျွန်တော်ကိုအန်ပါကိုအန်စပော့စ်ကနေအားလုံးကိုကြိုဆိုပါတယ်2023ခုနှစ်ဇွန်လ30ရက်မှာအော်ဒီဗီယိုဒါစီးပါလို့အမည်ရတဲ့အသက်20ရွယ်ကောင်လေးတယောက်အပြော်တိုင်းဘောလုံးပွဲတစ်ခုမှာကွင်းလယ်ဒါရင်ဖြစ်နေဆောင်ရွက်ခဲ့ပါတယ်သူကရင်တော့ကလည်းပြော်တိုင်းဒါရင်ဖြစ်နေဆောင်ရွက်ဖူးပါတယ်ဒါပေမဲ့2023ခုနှစ်ဇွန်လ30ရက်နေ့ဟာသူ့ရဲ့နောက်ဆုံးနေမယ့်အော်ဒီဗီယိုတယောက်မတိခဲ့ပါဘူးပွဲချိန်တွင်းမှာ ဂျိုစီမီယန်ဒေါ်ဆန်တိုအဗရူးလို့အမည်ရတဲ့အသက်32နှစ်ရဲ့ဂျာမားကိုအနီးကပ်ပြပြီးတော့ကွင်းထဲကနေထွက်ခိုင်းခဲ့ပါတယ်။အဗရူးကကွင်းထဲကနေမထွက်ဘဲနဲ့ပေကက်ကက်လုံနေခဲ့တယ်။အိုင်နာအော်ဒါဗီယိုနဲ့ညှိခဲ့ကြပါတယ်။အဗရူးကအော်ဒါဗီယိုကိုထိုးခဲ့ပြီးတဲ့နောက်အချိန်လေးတွေပို့ပြီးတော့တင်းမာလာခဲ့တာပါ။အော်ဒါဗီယိုကသူ့မှာပါလာတဲ့ဓာတ်နဲ့ပြန်ထိုးခဲ့ပါတယ်။ဓာတ်နဲ့ထက်ခါထက်ခါထိုးခဲ့တာဖြစ်လို့အဗရူးတယောက်ဈေးကိုမရောက်ခင်လမ်းမှာပဲအသက်ထွက်ခဲ့ရပါတယ်။အဗရူးသေးပြီဆိုတာသိလိုက်ချိန်မှာဘွဲကြီးချင်းမှာရှိတဲ့အဗရူးရဲ့ဆွေမျိုး တငယ်ချင်းတွေကကွင်းထဲကိုဆင်းချလာပြီးတိုင်ဖြစ်သူအော်ဒါဗီယိုကိုတိုက်ခိုက်ကြပါလေ။ကြောက်ခဲနေထုအရက်ပလင်းတွေနဲ့ရိုက်နှက်ခြုံထက်တဲ့အရာတွေနဲ့ထိုးနှက်လို့အော်ဒါဗီယိုတယောက်ကွင်းထဲမှာအသက်ဆုံးခဲ့ရ။အဘရူဘက်ကလူတွေကအော်ဒါဗီယိုရဲ့ခန္ဓာကိုယ်ကိုအပိုင်းပိုင်းဖြတ်ပြီးတော့အော်ဒါဗီယိုရဲ့ခေါင်းကိုအများမြောင်ပြသပြီးတော့အောင်ပွဲခံခဲ့ကြပါလေ။အော်ဒါဗီယိုကအဖွဲသီးမရှိတဲ့ရက်ကွက်တွင်းကအားကစားပွဲတွေမှာအပျော်တမ်းကွင်းလယ်တိုင်းဖြစ်ပျော်ရွှင်စွာလှုပ်ကိုင်တတ်တဲ့သူပါ။သူတည်တဲ့နေ့က6ထောင်အကြောင်းမကစားနိုင်လို့ ကွင်းလယ်တိုင်းဖြစ်တဲ့တာဝန်ယူခဲ့တာပဲဖြစ်ပါတယ်။အဘရူရဲ့ဆွေမျိုးညီကိုတွေတဲ့လွိစ်မိုရေဆိုဇာ၊ဖရန်စစ္စကိုနဲ့ဘရီလိုစာတို့တို့ကိုဖမ်းဆီးခဲ့ပါတယ်။ဆိုဇာက အော်ဒဗီယိုရဲ့မျက်နှာကိုရပလင်းကွဲနဲ့ထိုးခဲ့တဲ့သူပါ။ဘရီလိုကအော်ဒဗီယိုကိုဓားနဲ့ပတ်ထိုးခဲ့သူ ဖြစ်ပါတယ်။ဒီဖြစ်အကြောင်းဘရာဇီးနိုင်ငံလူမှုပတ်ဝန်းကျင်နဲ့ရင်ကျိမှုဆိုင်ရာအကျိုးသက်ရောက်မှုကကြီးမားခဲ့ပါတယ်။ဘရာဇီးနိုင်ငံဥပဒေလူချင်းချင်းမုန်းတီးမှုနဲ့အုပ်စုဖွဲ့အကြမ်းဖက်မှုအန်ဒီယေကိုမြင်သာစေပါတယ်။ နောင်ဆလီဘရာဇီကမ္ဘာဖလားမတိုင်ခင်ဖြစ်လို့လေလုံခြုံရေးအစိုးရမှုတွေဖြစ်ခဲ့ရပါတယ်ဒီဖြစ်ရဘရာဇီပြောင်းတန်းပွဲတွေရဲ့တရားမဲ့အခြေအနေကိုဖော်ပြပါတယ်ဘရာဇီကဘောလုံးလောကရဲ့အကောင်းဆုံးထုတ်ကုန်တွေကိုဖန်ဆင်းပေးနေတယ်လို့မူရီစီဆွဲလန်းနေတဲ့လူငယ်တွေနဲ့အကြမ်းဖက်လူမိုက်တွေလည်းအများအပြားရှိနေပါတယ်ကွင်းလက်တိုင်းအော်တဗီယိုရဲ့အမိန့်ကိုမနာခံကွင်းထဲကမထွက်ဘဲနဲ့ပြန်ထိုးတဲ့အဘရူးကအရင်ဆုံးမှားသူဖြစ်ပါတယ်ဒါနဲ့ထုတ်ထိုးတဲ့အော်တဗီယိုကမိစားကိုပို့ပြီးတော့လောင်ကျွမ်းစေသူဖြစ်ပါတယ်သူလိုရဲ့အကြောင်းလူတယောက်တေဆုံးပြီးနောက် မဖြစ်သင့်တာတွေဖြစ်လာခဲ့ရတယ်။ဘရာဇီးပြည်သူတွေကအော်ဒီဗီယိုရဲ့ဆက်ဆက်အသက်ခံခဲ့ရတဲ့ဗီဒီယိုဖိုင်ကိုကြည့်ပြီးတော့တုံ့လှုပ်ခဲ့ကြတယ်။စိတ်စားဆန်တဲ့လူသတ်မှုလို့လည်းဝေဖန်ခဲ့ကြပါတယ်။အပြော်တန်းပွဲတွေမှာလုံခြုံရေးအခြေအနေပို့ပြီးတော့တင်းကျပ်ပေးဖို့တောင်းဆိုခဲ့ကြပါတယ်။လူတယောက်ကိုတန်းအောင်နဲ့အားမရပဲအပိုင်းပိုင်းဖြစ်အောင်လုပ်တာဟာလူမဆန်တဲ့လုပ်ရပါ။ရန်ပွဲကိုစတင်တဲ့အပရူရန်ပြီးကိုပို့ပြီးတော့တောက်လောင်စေတဲ့အော်ဒီဗီယိုတို့ထက်လူတယောက်ကိုတတ်ပြီးတော့ခေါင်းဖြတ်အောင်ပွဲခံတဲ့လူတွေကပို့ပြီးတော့မိုင်မဲကြပါတယ်။ တရားဥပဒေမရှိဘဲတရားမျှတမှုကိုကိုယ်တိုင်ဆောင်ရွက်တာစစ်မှန်တဲ့နိုင်ငံရေးစနစ်မဟုတ်ပါဘူးစိတ်ယူထားပြီးလူတွေကိုတရားဥပဒေမဲ့တပ်ဖြတ်တာဟာမိစာလောက်ရက်ပါပဲဘရာဇီးဘောလုံးသမိုင်းမှာဖြတ်မရတဲ့အမဲစားတစ်ခုဖြစ်အဘရူးနဲ့အော်တာဗီယိုဇလန်းကကြံရစ်လို့နေခဲ့ပါတော့တယ်